ထိုအခါကိုတော်သည်လက်စည်းဝေးကူးပြန်သခြင်းမိမိမျိုးတို့ရောက်တော်မူ၏လက်ချေသေးလွယ်အိယဘရမတုံလုံးနေသောသူတယောက်ကိုအထံတော်သို့ဆောင်ခဲ့ကြ၏ယေရှုသည် ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လင်လက်ချေသေးသောသူအားနောက်သာမစိုးရိမ်နှင့်တင်းဤအပြစ်ကိုလွတ်စေပြီဟုမိန့်တော်မူ၏ကျမ်းပြူစရာ ချို့တို့ကဤသူသည်ဖျားကိုလွန်ကျူး၍ဖျောသည်ဟုထင်ကြ၏ယေရှုသည် ထိုသူတို့၏စိတ်ကို သိမြင်တော်မူလင်တင်တို့သည်အဘဲကြောင့်ယူဆသောစိတ်ရှိကြသည်။အဘဲစကားကိုတာ၍ပြောလွယ်သည်။တင်၏အပြစ်ကို လစ်စေပြီးဟုပြောလွယ်သလောတင်ထ၍လင်းသွားလော်ဟုပြောလွယ်သလောလူသားသည်မြေကြီးပေါ်မှအပြစ်လွတ်ပိုင်သည်ကိုတင်တို့သိစေခြင်းကထာလော။ကိုအိယာကိုဆောင်၍ကိုအိမ်သို့သွားလော်ဟုလက်ချေတည်သောသူအားမိန်တော်မူ၏။ထိုသူသည်လည်းထ၍မိမိအိမ်သို့သွားလေ၏။လူအစုအဝေတို့သည် ညင်းလင်အံ့ဩခြင်းရှိ၍လူတို့အားဤသို့သောအခွင့်ကို အပ်ပေတော်မူသောဖျားသခင်ဤဂုံတော်ကိုချီးမွေ့ကြ၏ယေရှုသည်ထိုရက်မှကြွတော်မူလင်မတဲအမိရှိသောသူတယောက်သည်အခွင့်ခမ်းရတဲ၌ထိုင်နေသည်ကိုမြင်တော်ငါနောက်သို့လိုက်လော်ဟုမိန့်တော်မူ၏ထိုသူသည်လည်းထ၍နောက်တော်သူလိုက်လေ၏ထိုနောက်မှ အိမ်တွင်စပွဲ၌လျောင်းတော်မူစဉ်အခွင့်ခံတော်သူများနှင့် သောသောသူများတို့သည်လာ၍ကိုတော်မဆသော တပည့်တော်တို့နှင့်တကွစပွဲ၌လောင်းကြ၏။ပါရီရှဲတို့သည် မြင်လင်တပည့်တော်တို့အောင်တင်းတို့เสียသည် အခွင့်ခံတော်သူသောသောသူတို့နှင့်အတူအဘဲကြောင့်စာသည်ဟုဆိုကြ၏။ယေရှုသည်ကြားတော်မူလင်ကျမ်းမာတော်သူတို့သည်စေတမကိုအလိုမရှိကြ။နာတော်သူတို့သာလင်အလိုရှိကြ၏။ယေရှုပူဇော်ခြင်းအကျင့်ထက်တနာခြင်းကရုဏာခြင်းကိုငါနှင့်တည်း၍ဟူသော ကျမ်းစကားကို နားလည်ခြင်းကတင်းတို့တွား၍တင်ကြလော့ဖြောင်းမဲ့သောသူတို့ကိုနောင်သားတို့ခေါ်ခြင်းကငါလာသည်မဟုတ်သို့သောသူတို့ကိုခေါ်ခြင်းကငါလာသည်ဟုမိန်တော်မူ၏ဒုခာယောဟန်ဤတပည့်တို့သည်အထံတော်သို့ချင်းကြွ၍အကျွန်းတော်နှင့်ဖာဒီရှဲတို့သည်အခန္တလဲလဲအစာရှောင်ကြသည်ဖြစ်၍အဘဲကြောင့်ကိုရိုဤတပည့်တို့သည်ဟဆာမူရှောင်ပဲနေကြပါသည်ဟုပြောကြ၏ယေရှုကလည်းမင်္ဂလာဆောင်လူလင်သည် မမိအပေါင်းဘော်တို့နဲ့အတူရှိစဉ်အခါသူတို့သည်စိတ်မသာငြီးတွားတက်ကြသလိုမင်္ဂလာဆောင်လူလင်ကိုသူ၏အပေါင်းဘော်တို့နဲ့ခွာလေယူသွားသောအချိန်ကာလရောက်လင်မီထိုအခါသူတို့သည်အစာရှောင်ကြလင်မီအဝတ်ဟောင်းကိုအသည့်ချင်းနှင့်ဖာလိမရှိထိုသို့ဖာလင်ဖာသောအသည့်ချင်းသည်အဝတ်ဟောင်းကိုစား၍အပေါက်ကျဲတတ်၏၎င်းနီးဟောင်းသောသားရည်ဘူး၌အသည့်သောစဖြစ်ရည်ကိုထယ်လိမရှိထိုသို့ထယ်လင်း တာယီဘူးဒီဆွက်ကွဲတဲ့ထင်းစပိရည်ဒီယိုယိတာယီဘူးလဲပြစီတက်အီအတိတော်စပိရည်ကိုအတိတော်တာယီဘူးနဲ့ထဲလိရှိဤထို့သောထဲလင်းနှစ်ပါးစလုံးမပြစီဟုမိန်တော်မူဤထိုစကားကိုမိန်တော်မူစဉ်အရာရှိသူအောက်သည်လာ၍ပြဝတ်လျက်အတွနို့ဤသမီးသည်ယခုပင်တည်ဆဲရှိပါဤသို့ရလဲကိုတော်သည်ကြွ၍သူ့အပေါ်၌လက်ကိုတဲတော်မူလင်အသက်ရှင်ပါလိမ့်မည်ဟုလျှောက်ကြဤ ယေရှုသည် ထား၍တပည့်တော်နှင့်အတူ ထိုသူနောက်သို့လိုက်တော်မူ၏ထိုအခါတစ်စင်းနှင့်ပတ်လုံးသွေးသွန်းအနာဆွဲတော်မိမတယောက်ကငါသည်အဝတ်တော်မူသာတို့လင်ချမ်းပါရမည်ဟုစိတ်ထင်နှင့် နောက်တော်သူချင်းကပ်၍အဝတ်တော်ဤပန်းဖားကိုတို့လေ၏ယေရှုသည်လဲ၍ထိုမိမကိုမြင်တော်မူလင်ငါသမီးမစိုးရင်နှင့်သင်၏အပြစ်သည်သင်၏အနာကိုငြိမ်းစေမည်ဟုမိန်တော်မူ၏ထိုခဏမှစ၍ ထိုမိမသည်အနာကင်းပြောက်လိမ့်၏အရာရှိအိမ်သို့ရောက်တော်မူ၍တီးမုံတော်သူတို့နှင့်ညားစွာသောလူတို့သည် အုံအုံတဲတဲပြုတ်ကြသည်ကိုမြင်လင်ဖယ်ရှားကြလော့မိမငယ်ပေးသည်မဟုတ်အိမ်ရောက်ပါသည်ဟုမိတော်မူသော ထိုသူတို့သည်ပြည့်ရဲ့ပြုတ်ကြ၏ထိုလူများကို ပြင်သို့ထွက်စေပြီးမှအတွင်းသို့ဝင်၍မိမငယ်၏လက်ကိုကင်တော်မူသည်သူသည်ထားလေ၏ထိုသည်တင်းစကားသည်တပြီလုံး၌နှံ့ကြကြော်စားလေ၏ ်ထိုအရာမှယေရှုသည်ကြွတော်မူလင်မျက်စိကင်းတော်သူနှိမ့်ောက်တော်သည်နောက်တော်သူလိုက်သူဒါဝိဒိသားတော်ကျွန်ုပ်တို့ကိုတနာတော်မူပါဟုဟစ်ကြော်ကြ၏အိမ်သို့ဝင်တော်မူလင်မျက်စိကင်းတော်သူတို့သည်အထံတော်သို့ချဉ်ကပ်ကြ၏ကိုတော်ကလည်းဤအမျိုးကိုငါတက်နေသည်ကိုယုံတော်ဟုမေးတော်မူလင်ယုံပါ၏သခင်ဟုပြောကြ၏ထိုအခါသူတို့၏မျက်စိကို တို့တော်မူ၍သင်တို့ယုံကြည်ခြင်းရှိသည့်အတိုင်း သင်တို့၌သစ်စီပါဟုမိန်တော်မူခြင်းသူတို့သည်မျက်စိပွင့်လင်းလေ၏ယေရှုကလည်းအဘယ်သူမှမသိစေခြင်းကတတိပြုကြလော့ဟုမေတ္တာတော်မူ၏သို့ရာလဲထိုသူတို့သည်တွားယူသတင်းတော်ကိုတပီလုံး၌နှင့်ပြကြော်စားစေ၏ထိုသူတို့သည်ထွက်တော်ကြသည့်နောက်မှနတ်ဆိုးဆွဲသောလူအားတယောက်ကိုအထံတော်သို့ဆောက်ခဲ့ကြ၏နတ်ဆိုးကိုနှင်ထုတ်တော်မူပြီးမှထိုအားသောသူသည်စကားပြောသည့်တည်းညားစွာသောလူတို့သည်အံ့ဩခြင်းရှိ၍ ဣစရာဂိနိုင်ဤတို့သောမျိုးကိုမိပီလင်းသာ မြင်ပူညာမိုက်ရှိခြင်းအာသေးသည်ဟု ဆိုမိကြလေ၏ထိုယမန်ကာယောသည်ရဲ့ပါရီရှဲတို့သည်ထိုမှုဆိုဘရဤမူမာဖြင့်နှက်ဆူးကိုနှစ်ထုတ်သည်ပြောသည်ဟုပြောဆိုကြသည်ကိုမြင်သောယေရှုသည်ထိုယမန်အခွဲသွား၏ထီလက်မိုးသွားကြ၏စကားပြော၏လူစုအဝေးတို့သည်လည်းအန်အော၍ဣဒရေလအမျိုး၌ဤကဲ့သို့မမြင်ရဇဘူးဟုပြောဆိုကြ၏ ဖရိရှဲတို့ကလည်းနှဆိုးကြီးကိုအမိပြု၍နှဆိုးတို့ကိုနှင်ထုတ်သည်ဟုပြောဆိုကြ၏ယေရှုသည်တရားစီရင်တို့၌ဆုမအောဝါဒပီလီယတ်နိုင်ငံတော်နှင့်ရှင်သောဧဝံဂေလိတရားကိုဟောလျက်လူများခံရသောအနာရောဂါအမိတို့တို့ကိုငြိမ်းစေလျက်မြို့ရွာရှိသမျှတို့ကိုဒေသစာရီလဲ့လဲ့တော်မူ၏လူစုဝေးတို့ကိုမြင်တော်မူနှင့် အနာကျင်းစိတ်ရှိတော်မူ၏ အကြောင်းမူကားထူထူတို့သည်ပင်မန်းသည့်ဖြီး၍ထိန်းသူမရှိဘဲပြစ်ထားသောသူကဲ့သို့ဖြစ်ကြ၏ထိုအခါကိုရိုကစပါးရိပ်ဆရာများစွာရှိ၏ဤသူသူတို့သည်နဲကြ၏ထိုကြောင့်လှုပ်ဆောင်သောသူတို့ကိုစပါးရိပ်စီကျန်းကဆေလွတ်တော်မူမီအကြောင်းစပါးရှင်ကိုဆူတောင်းကြလောဟု တပည့်တော်တို့အာမိန်တော်မူ၏